အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစုဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲဒီနေ့ဒါကျွန်တော်တို့အဲဒီနေ့သတင်းကိုတော့ဒါ Tottenham Hotspur နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောအောင်ပေါ့နော်ကိုအသင်းနဲ့ပတ်သက်ပြီးတော့ကိုပဲပြောအောင်ပေါ့အဲ့ဘယ်သူမှပြောမယ့်လူလည်းမရှိပါဘူးအဲ့တော့လက်ရှိမှာ Tottenham Hotspur နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီနေ့စောင်းငါတီကကျွန်တော်တို့အတွက်မျှော်လင့်မှုအကောင်းမှုဒါကျွန်တော်မျှော်လင့်မှုအတွက်အကောင်းဆုံးတော့ဒါကျွန်တော်တို့ အေးပေါ့ဟိုအပြောင်းရွှေ့ရသည်တခုလို့ပြောလို့ရမယ်ဒီမှာပါတယ်။ဘာလို့လဲလက်ရှိမှာပိုင်ရှင်တွေကလည်းဒါကြောင့်အသင်းတွေကိုတန်တရာရင်းနှီးမြှုပ်နှံထားတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးခင်ဗျားတို့နည်းနည်းလေးကျွန်တော်ဒါ start of the beginning မှာနည်းနည်းလေးပြောချင်တယ်။အဲ့တော့အမှန်တည်းပြောမယ်လူတော်များကျွန်တော်တို့ကျွန်တော်တို့ပြောနေပုံညာပိုင်ရှင်အပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုပြောနေတယ်လို့ထင်မယ်။တကယ်တမ်းပိုင်ရှင်အပြောင်းလဲစပါတင်ကဘာမှဖြစ်သွားတာမဟုတ်ဘူး။အရင်လူတွေပဲဒါပေမဲ့မူတော့ပြောင်းသွားတယ် ဒါလက်ရှိမှာဒါအဓိက topic ပဲဒါကျွန်တော်တော် caption မှာလဲဒါကျွန်တော်တို့ဟိုနေထားရေကျွန်တော်ရေးထားရေပုံစံအရင်လူရေတဲ့ဒါပေမဲ့မူတော့ပြောင်းသွားတယ်။ဘာလို့မူပြောင်းသွားလဲ။ ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ဒါသတင်းတွေဖတ်ပုံရကျွန်တော်လက်လက်ရှိမှာလူကေရဲ့သတင်းတွေဖတ်ကျွန်တော်ဘော်ဒါရိုက်တာဆိုစပါနဲ့ပတ်သက်တဲ့ဘော်ဒါဒီကိုစကားတွေပဲပြောပုံရဆိုရင်တော့အဓိကကဒါစပါအသင်းဆူဖလာရရှိသွားခဲ့တဲ့ movement ကဒါကျွန်တော် changes ဖြစ်သွားခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမှာတယ်မှာပါတယ်ဒီနေရာမှာကျွန်တော်နှစ်ဖက်ရှင်းပြရမှာပထမကဒါကျွန်တော်တို့ကွင်းတွင်း success နဲ့ကွင်းပြင် success commercial success နဲ့ဒါလက်ရှိမှာဒါကျွန်တော် sporting success ပေါ့နော်အဲ့တော့ ပထမကအားကျွန်တော်လက်ရှိမှာဒီကိစ္စတွေကဟိုအားလုံးငယ်တာကျွန်တော်ဖြစ်ချောင်းကုံစင်ပြောရမယ်စပါတင်းရဲ့လက်ရှိပိုင်ရှင်ဖြစ်တဲ့အန်နစ်ရဲ့ပပါကြီးဖြစ်တဲ့ဒါကျွန်တော်တို့ချိုးလူဝစ်ရှိတယ်ချိုးလူဝစ်ကလက်ရှိမှာတော်တန်ဟော့စပတ်အသင်းကိုဝယ်ယူပြီးတော့သူ့အနေနဲ့ဒါဒန်နီယယ်လီဗီကိုပဲအဓိကအနံထားတာဖြစ်တယ်ဒီနေရာမှာလူတော်များမသိတာဒန်နီယယ်လီဗီကတော်တန်ဟော့စပတ်အသင်းရဲ့အခုလက်ရှိအစုစေရ20ကျော်20ရာခိုင်နှုန်းပိုင်တဲ့လူဖြစ်တယ်ဒါပေမဲ့လက်ရှိမှာချိုးလူဝစ်ကသူ့ကိုယ်တိုင်အလုံးမလုပ်ချင်မင်းနဲ့ဒါကျွန်တော်တို့ anecdote အဆူအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ ဒန်နီလီဗီကိုဒါသူ့နဲ့လုတ်ပိုင်ခွင့်ပေါအောင် JP ရော GB ပေါ့နော် General Power ပြီးပါပေးကြလိုက်တယ်အဲ့တော့ဒီခုနကပဲ Anakin နေတာကြောင့်အချိန်တန်တာ အဲ့ထားကိုပတ်စံဝင်နေသူ့နဲ့ဘာမှတိတ်ပြောစမ်းမဖြစ်ဒါပေမဲ့ဒီထဲမှာဘယ်ကစဖြစ်လဲဆိုတော့ဒါကျွန်တော်တို့ဂျိုလူးဝစ်စီအဖမ်းခံရတယ်ဂျိုလူးဝစ်စီဘာလို့အဖမ်းခံရလဲ insider trading information နဲ့အဖမ်းခံရတယ်အခုလက်ရှိမှာဒါကျွန်တော်အချင်းချုပ်တော့မဟုတ်ပဲအကျယ်ချုပ်ဖြစ်နေတယ်ပေါ့အဲ့တော့ Rotten Hospital တင်ဒုက္ခရောက်မှဆိုတဲ့အတွက်ကြောင့်မို့ Daniel Levy အနေနဲ့အဲ့တော့ကဘာဖြစ်လဲဆိုတော့ဂျိုလူးဝစ်ကိုသူ့သမီးနာမည်နဲ့အသင်းစီကိုလွှဲပြောင်းမှုအတွက်ဒါလှုပ်ဆောင်ခဲ့တဲ့လူသိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဂျိုလူးဝစ်ကအဲ့ချိန်မှာသူ့သမီးဒါဖြစ်တဲ့ Vivian Lewis စီကိုဒါကျွန်တော် Rotten Hospital တင်ကိုအပြည့်ဝလွှဲပြောင်းပေးခဲ့ပြီးတော့ GB ကဒါကျွန်တော် Daniel Levy နဲ့ဒါကျွန်တော်တို့လက်ရှိမှာ Vivian Lewis အဲ့တော့ Vivian Lewis အနေနဲ့ဒါ Southern Hospital အသင်းကိုစပြီးလက်ထဲမှာကိုင်းနေချိန်မှာသူအနေနဲ့ပထမဆုံးတွေးကတော့ငါဘောလုံးသင်းကြောင်းဘာမှမသိဘူးဘောလုံးသင်းကြောင်းဘာမှမသိတဲ့ကြောင့်ငါအနေနဲ့ဒီအသင်းကိုငါရောင်းချင်တယ်ဒါသူ့ရဲ့ဒါပထမဆုံးတွေးမိတဲ့အတွေ့ဒါလည်းရှိမှဒါ Athletic UK မှာလည်းရေးထားခဲ့တာတွေ့ရပါတော့ စပါးတဲ့နဲ့မမဲ့ရအဲတုန်းကဒါကျွန်တော် raw chair ပေါ့နော်ဒါကျွန်တော်ငကူတွေက Vivian Lewis အုပ်စုကလည်းဒါကျွန်တော် American အုပ်စုဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဒါကျွန်တော် partner တွေဖြစ်တဲ့ raw chair ပေါ့နော် America မှာနာမည်ကြီးပါ raw chair အုပ်စုကို အပ်ပြီးတော့ Tottenham Hotspur တင်မှာဒါကျွန်တော်ရောင်းမဲ့ဝယ်မဲ့လူများရှိတယ် Tottenham Hotspur တင်ငါတို့ရောင်းပေးပါဆိုတဲ့ပုံစံမျိုးနဲ့ Lewis တို့အုပ်စုကဒီညမှာဒါ Daniel Levy နဲ့ပေါင်းပြီးတော့ဒါရောင်းဖို့အတွက်စကားပြောခဲ့အဲဒါကြောင့်မို့လက်ရှိမှာကြားထဲမှာလဲ Tottenham Hotspur တင်ကိုရောင်းမဲ့ဝယ်မဲ့ဆိုတဲ့ဥစ္စာခဏခဏ track လာခဲ့ဖြစ်တယ် ဲ့ဒီမှာတော့ကျွန်တော်တို့လုံးဝဒီဟာနဲ့ပတ်သက်ပြီးတော့သိပြီးမ changes မဖြစ်ဘူး။ဘာညာဖြစ်ဘူးဒါကျွန်တော်ဒီပြရည်လည်းဖြုတ်တယ်ထုတ်တယ်ဒါ Vivian Lewis လက်ထက်မှာဘာမှသိဘူးဝင်မပါဘူး။ဘာလို့ဆိုတော့ Lewis ကတော့အချိန်နဲ့ပတ်စံရတော့ဒီနေရာမှာအားလုံးရဲ့အပြောင်းလဲဖြစ်သွားပုံညာကျွန်တော်မြင်ကြည့်တာက Vivian Lewis ရဲ့သမတ်ပဲ။ Vivian Lewis ရဲ့သမတ်ကလက်ရှိမှာကျွန်တော်တို့ဒါမှနဲ့တတူလဲဆိုတော့ Cronky တာနဲ့တော့တူပုံရပါတယ်။သူ့နဲ့သူဟာဘောလုံးအင်မတန်မှစိတ်ဝင်စားတယ်။ Tottenham Hotspur အသင်းကိုသူ Ukraine နဲ့သဘောကျနှစ်သက်တဲ့လူလို့ပြောရရတယ်မဟုတ်ပါဘူး။သူ Ukraine နဲ့တော့လက်ရှိမှာ ကပွဲတိုင်းဒါကျွန်တော်ခုခုပြီးသွားကြည့်တယ်ဆိုတဲ့သတင်းတွေလေးဒါတက်နေကြတာကိုတွေ့ရမှာပေါ့နော်ဒါကျွန်တော်တို့လည်းရှိမှာပြည်သက်တွေကြားထဲမှာသွားကြည့်တာနော်ဟိုစတန်ထဲမှာသွားကြည့်တာလို့သိရတယ်အဲ့တော့သူ့အနေနဲ့ဒါကျွန်တော်သူ့အေးပေါ့သူ့ရောက်ခမပေါ့နော်သူ့ရောက်ခမကနေပြီးတော့သူ့ကိုဒါโอเคဒါမင်းဒီအောင်စိတ်ဝင်စားမင်းဝင်ကြည့်ဆိုအဲ့တော့ဒီနေရာမှာ VPN Lewis ရဲ့သမတ်ဒါကျွန်တော်ဗားလဲတော့နာမည်တော့မသိဘူးเนาะအဲတို့ကတမတ်ခုလဲတို့ကလဲအင်္ဂလန်ကောင်တွေတအားကြီးရတာစန်းနေလောလို့ပဲခေါ်တယ်အဲစန်းနေတော့ပေါ့เนาะလက်ရှိမှာတမတ်ကနေပြီးတော့တော်တန်ဟော့စပါ့ဘူတန်ရှယ်ရှိတော့သူတော်တော်ကြီးသဘောပေါက်သွားတယ် ပြောချင်တာဗျာကျွန်တော်အသင်ကတော့ခုနပိုင်ရှယ်မကောင်းတာဇော်ကန့်လန့်ဖြစ်နေတာတကယ်တဲ့အသင်ကိုယဉ်ညိမ့်မြုံနယ်မှုရှိတယ်ဆိုရင်ဒါကျွန်တော်တို့အသင်အဆင်ပြေမယ်လို့သူစပြီးမြင်လာတယ်အဲ့စပြီးမြင်လာတာကယူရိုပါလိမတိုင်ခင် Exposter Core Glue ကိုစခန့်တဲ့နေ့မှာသူစပြီးမြင်လာတယ်မြင်လာတဲ့အချိန်မှာတော့ဘာလုပ်လဲလဲဆိုတော့ Peter သူရောက်ခမနဲ့စကားပြောပြီးတော့ Daniel Levi အနေနဲ့အသင်မှာ operation လုပ်နေတာငွေကြီးပဲဒါ commercial ရ success ဖြစ်နေတာ sporting success success မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကလက်ရှိမှာဒါကျွန်တော်တို့ စတင်မြင်လာတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုစပါတင်တယ်ပီတာကာရင်တန်ကိုဒါကျွန်တော်တို့ non executive ဒါကျွန်တော်ဘော့မန်မှာအနေနဲ့ဒါကျွန်တော် okay vivian lewis ကထည့်ထားတယ်ပီတာကာရင်တန်နဲ့လက်ရှိမှာ audit တွေကိုစစ်တယ်ဒါကျွန်တော်လက်ရှိမှာအသင်းရဲ့ success တွေကြည့်တယ်ဒါပြောချင်တာကခုနကပြောဆိုပြီးသူတို့အနေနဲ့ daniel levy ကိုသူတို့ပေါင်းပြီးထုတ်ခဲ့မယ်ဆိုရင်ပီတာကာရင်တန်ကိုသူတို့အနေနဲ့ property အနေနဲ့ရှေ့ကထားပြီးတော့နောက်ကနေပြီးတော့ julius လက်ရှိမှာအေးပေါ့ vivian lewis ရဲ့တမကအသင်းကိုဂျိုးကိုင်မယ်ဆိုတဲ့ပုံစံမျိုးလုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့နောက်မှာကျွန်တော်စပါတင်နေနဲ့သူတို့ vivian lewis ရဲ့ဒါသူကိုယ်တိုင်ကတော့ဒါကျွန်တော်တို့မီးပေါ့ဆိုတော့တမကဒါသူကိုယ်တိုင်ကတော့ဘောလုံးသင်းကိုဆွေး င်ဆိုင်မသူနေတာဒါစီးပွားရေးအရာကိုလည်းရှိမှာဘာမှနားမလဲပြောနားလေတဲ့လူသူခေါ်ကျင်တယ်အဲ့ချိန်မှာဘ누구က available ဖြစ်နေလဲဆိုတော့လက်ရှိမှာကျွန်တော်တို့ရဲ့ current CEO ဖြစ်လို့ Arsenal Arsenal ကလည်းပူပူလွတ်ထွက်သွားခဲ့တယ် V9 V9 ကလွတ်နေချိန်မှာ V9 ကတော့ MLS မှာ Daniel Levy ကကိုယ်တိုင်ခန့်ကျင်ခဲ့တာမဟုတ်ဘူးဒါကျွန်တော်လက်ရှိသီးလောက်ကသူ့ရဲ့တမကခန့်ရင်တမသူ့ရဲ့တမကတွေးဆုံဆွေးနွေးပြီးတော့ခန့်ခဲ့အဲ့ချိန်မှာခဲ့တဲ့ Levy နဲ့သဘောပေါက်တယ်သူ့ကိုထုတ်တော့မယ်ဆိုတော့သဘောပေါက်လာတယ် အဲ့ဒီအချိန်မှာဒါကျွန်တော်တို့စပါးကပို့ပြီးကန်ကောင်းသွားခဲ့အဲ့ဒီနှစ်မှာကျွန်တော်ပြည်တွင်းလီမှာဆုပ်ပြတ်တက်နေတယ်ဆိုပေမဲ့ဒါကျွန်တော်ယူရိုပါလီရသွားယူရိုပါလီရတဲ့အချိန်မှာ VVN Lewis ကိုတိုင်ကစပါးအသင်းရဲ့လက်ရှိမှာတအောင်မွဲခံတဲ့အခမ်းအနားတွေပါညာစပါးအသင်းမှာပြိတက် Goal Globally အဲ့လောက်ရှိတယ် Sporting Success ကဒီတော့အဲ့တော့လူတော်များမသိတဲ့ချက်ကလက်ရှိမှာ Tottenham Hotspur အသင်းကလက်ရှိ Europa League ရခဲ့ပြီးတဲ့နောက်ပိုင်းမှာ Commercially ရ28%ခန့်28%ဝင်ငွေရတိုးတက်သွားခဲ့တာတွေ့ရမယ် စီးပွားရေးရပဲကြီးကြီးဒါကွင်းတွင်းရပဲကြီးကြီးဒါဟာအင်မတန်မှကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်အဲ့ချိန်မှာ Vivian Lewis တို့ဒါကျွန်တော်တို့ Joe Lewis ကျွန်တော်တို့ Tooth Mat Joe Lewis ပေါ့ Tooth Mat တို့ကလုံးဝ wake up call ဖြစ်သွားတယ် Daniel Levy အနေနဲ့ဖလားရလို့ရတဲ့တင်းတင်းကိုဖလားရအောင်မစွမ်းဆောင်ဘဲဘာတွေလုပ်နေတာလဲဆိုတော့မေကိုမောင်းများစွာနဲ့ Levy ကိုတတ်တယ်နောက်ဆုံးတော့ဒါဘုတ်ဖွဲ့ရတာကျွန်တော်တို့ member တွေနဲ့ပေါင်းပြီးတော့ဒါကျွန်တော်တို့ Levy ကိုအသင်းကနေကန့်ထုတ်ချလိုက်တယ် ဲ့ဒီချိန်မှာ Vivian Lewis ကသူကိုယ်တိုင်ကတည်းကမဟုတ်ပဲနဲ့သူ့တမတ်ကိုအဓိကနေပြီးတော့ကိုင်တော်ခိုင်းတာဖြစ်လက်ရှိမှာသူက CEO ကိုရှေ့ကထွက်ခိုင်းခဲ့တာဖြစ်တယ်။ဒီနေ့မှာလက်ရှိမှာ Spartan နဲ့လုံးဝမူရလုံးဝပြောင်းသွားသေးတယ်။ဘောလုံးအသင်းကိုဘောလုံးအသင်းလို့လုံးဝလုံးတော့မှဖြစ်ပြီးဘောလုံးအသင်းကလက်ရှိမှာ Vivian Lewis ရဲ့တမတ်ဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိအဲဘလူးအကောင့်လေးကပေါ့နော်ဒါကျွန်တော်နာမည်သိအောင်လုပ်ပေါ့အကောင့်လေးကဒါကျွန်တော်တို့အကောင့်လေးတော့မဟုတ်အကောင့်ကြီးရဒါကျွန်တော်တို့ Spartan နဲ့ပတ်သက်ပြီးသူ့အနေနဲ့ပို့ပြီးအောင်မြင်ကြတယ်။အောင်မြင်စွာလဲဒါကျွန်တော်တို့လုံနိုင်တဲ့ potential ရှိရတဲ့ကြောင့်သူ့အနေနဲ့ဒါ အသင်းကိုတန်းတရာထုတ်ဖို့အတွက်သူကိုယ်တိုင်ပဲစတင်ပြီးလုပ်ခဲ့တာဖြစ်တယ်။သူအနေနဲ့က Vivian Lewis ကချက်ချင်းဆိုသူ agreement လုပ်ခဲ့အသင်းပေါ့။အဲ့တော့ဒီနေ့ကဒီတန်းတရာနဲ့ပတ်သက်ပြီးနားလည်ဖို့လူတာ Spa ကတန်းတရာရေးသုံးလို့ရပေါ့။လက်ရှိမှာ Spa တင်နေဒီနှစ်ဒါဆောင်းရသည့်အတွက် original budget ကတန်း80နဲ့85တန်းကြာရှိတယ်။အဲ့တော့ဒီတန်းတရာပေါင်းလိုက်185တန်းရှိတယ်။လူတော်များကဒီတန်းတရာဒါကျွန်တော်တို့ခွဲခွဲပြီးတော့မဟုတ်ဘူး။ Vivian Lewis ဆိုလက်ရှိမှာじゃကျွန်တော်တို့ Lewis တို့အုပ်စုအနေနဲ့အကယ်၍လာမယ့်နေရာဒီမှာအသင်းအတွက်လူရရင်နောက်ထပ်ပေါင်းတန်းတရာ15တန်းနဲ့ပေါင်းတန်းတရာ90စိုက်ထုတ်ပေးသွားအောင်မလို့သိရတယ်မှာပါတယ်။ ကျွန်တော်တို့ကဒါဟာရုပ်တရက်ကြည့်လို့ဒါလုံးဝ dream come true ကျွန်တော်တခါမှမကြဘူးကျွန်တော်အနေနဲ့ The Athletic UK ရဲ့ဒီစာဆောင်တွေဖတ်တဲ့ချိန်မှာ Tier 1 journalist မို့လို့ဒါယုံနေရတာတကယ်ကိုဟုတ်ပါမလားဆိုတော့ကျွန်တော်တွေ့ဒါပေမဲ့လက်ရှိ ND ထားတဲ့ဒါဟာ reality ဖြစ်လာတကယ်ဖြစ်လာခဲ့ပြီကျွန်တော်အနေနဲ့ဒါကိုဒါအသက်ဝင်တာပဲချိန်မှာတွေ့ရမယ်တေချာတကွာဆောင်းရသေးပါတွေ့ဒါပေမဲ့အခုချိန်မှာရေဒီရေဒီစာတင်တွေ့ Spartan ရဲ့ Heriki စပြီးပြောင်းလာတယ်လက်ရှိမှာ V9 အနေနဲ့လက်ရှိမှာ Tottenham Hotspur အသင်းကိုအဓိကချုပ်ကင်မယ်ဆိုပေမဲ့အပြောင်းရွှေ့မှာအပြောင်းရွှေ့နဲ့နားလေတဲ့သူတွေပဲအဓိကဦးဆောင်သွားတော့မှာဖြစ်တယ်အခုလက်ရှိမှာ Jonathan Langley က scouting နဲ့လူငယ်ရင်းနဲ့ပတ်သက်ပြီးအဓိကဦးဆောင်သွားမှာဖြစ်ပြီး ော့လူတွေခေါ်မဲ့နေရာမှာ Fabio Petrucci ကအဓိကခေါ်ယူသွားမယ်လို့လည်းသိရတယ်မှာပေါ့ပြောချင်တာအရင်တော့ကတော့ဒါကျွန်တော်တို့တကြားနှစ်ချက်ခွာပြီးတော့ကျွန်တော်တို့ Daniel Levi ပါနေမဲ့အနေထားမရှိဘူးဒါလက်ရှိမှာ budget ချပေးမယ်မင်းတို့ net budget တွေမှာတရားအရင်တော့ကကျွန်တော် Spa team မှာဒါ limitation ဆိုတာရှိတယ်ကျွန်တော်တို့မှာဒါပေါင်သက်150ရှင်50တန်3ယောက်ဒါမှမဟုတ်ကျွန်တော်တို့30တန်5ယောက်ဆိုတော့ဝယ်ရတဲ့ limitation ရှိတယ်အခုချိန်မှာ Tottenham Hotspur team မှာအဲ့လို limitation ဖြစ်ဥမာလက်ရှိမှာကျွန်တော်အနေနဲ့ကြိုက်ရဆိုရင်95တန်တရားဝယ်လို့ရတယ်အဲ့ဒါကကျွန်တော် Tottenham Hotspur team အခုလက်ရှိဖြစ်နေတဲ့ reality အဲ့တော့ လူတွေပြောင်းလူမပြောင်းမင်းနဲ့မူပြောင်းသွားတာအင်မတန်တသိန်းတွက်ဒါကျွန်တော်တို့ဟိုအခွင့်ရေးတွေအများကြီးရသွားတယ်လို့ပဲကျွန်တော်အနေနဲ့ပုံကူရေးရအမြင်နဲ့ဒါကအသင်းကိုလုံးဝ100%ပြောင်းလဲပြစ်လိုက်နိုင်နေဆိုတဲ့အနေထားမှာလည်းရှိတယ်လို့လည်းကျွန်တော်အနေနဲ့ပုံကူရေးရအမြင်ပြီးရတယ်မှာပါတယ်ပေါ့နော်အမီတို့မေဆိုစီကမူဒါဟာတော့ဒါပြောင်းလဲမှုကြီးမားရစတင်ပြီးဖြစ်လာခဲ့ပြီဒီပြောင်းလဲမှုကြီးမားရအသက်ဝင်လှူရှားလာပြီလားမင်းတော့ yes ကျွန်တော်ကြွရတဲ့ article တွေအသေးဖတ်နေတဲ့ကောင်အနေနဲ့ဒါကျွန်တော်အနေနဲ့ကျွန်တော်အသင်းကြောင်းကျွန်တော်အသေးလိုက်လေ့လာနေတဲ့ကောင်တွေဒါကြီးကပြောင်းလဲမှုတွေအများကြီးရှိလာခဲ့အဲ့တော့ တကယ်တမ်းတခြားသောအပိတ်တနေနဲ့ကြည့်မယ်ဆိုရင်လာမယ့်ဆောင်းရောက်ဒီမှာတော်တော်ဟော့စပါတဲ့အလုပ်လုပ်ပြပါလိမ့်မယ်အလုပ်လုပ်ပြနေမှာဒါတကယ်ကိုနင်းသားငါသားဟေးဆိုတဲ့ movement လေးတို့ကျွန်တော်တို့ဆက်လက်ပြီးတော့တွေ့ရင်မြင်ရအောင်မယ်တို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ဘုနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လူမပြောင်းမိမဲ့မူတွေပြောင်းသွားတဲ့တသိန်းနေကျွန်တော်အနေနဲ့တော့ကျွန်တော် excited ဖြစ်တယ်လက်ရှိမှာလည်းကျွန်တော်လက်ရှိမှာဟိုစပါတဲ့ကကားပုံတွေကတိတ်ပြီး excited လက်ရှိဖြစ်စရာမကောင်းပါပဲလာမယ့်ဆောင်းရောက်ဒီမှာဒါ Thomas Frank ကိုလူနေနေနဲ့ထပ်ပြီးဖြစ်တင်ပေးနိုင်မယ်ဆိုရင်တော့ဘာဒီဘယ်လိုလုပ်နိုင်မလဲဆိုကျွန်တော်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကုန်ပြီပေါ့အောင် ဘလုံးပွဲတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ YouTube Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူစားပေါအောင်ကုညီလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုတူပါတယ်။ကောင်းမွန်တော့နေလေးနေဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးပဲကြိုတူပါတယ်။ကျွန်တော်ကပြပါအောင်။ဒေးပါပါ။